2025ခုနှစ်ဒီဇင်ဘာလ9ရက်တောက်ချာနေမနေ့ကိုနှုတ်ကွရညီဖျားခင်နာတဲ့ော်လာတဲ့ကျွန်တော်တို့တင်ခန်းစားပြီးဒီကနေ့တနေ့တာကလာသွာလာခြင်းလဲမဲ့ခွင့်ရတဲ့ဖြစ်စဉ်ပြည့်ဖြစ်ရှင်နာမှာပုံကြည့်ပါစီတော့ကာလချုပ်ရှိစွာရွေးနော်မစွင်နှစ်ဆနေပြီးဒီဂရီပါဝင်ကျွန်တော်ကတယောက်ချစ်စီတက်ရှင်ကလေးရပောင်းက339ရက်ရှိခဲ့ဖြစ်ပါတယ်ကိုလိုခဲ့တဲ့339ရက်ဘယ်လိုသုံးပြုကလေးပြန်ပြောင်းစမ်းစစ်ပြီးစဉ်းစားဆင်ခြင်လုံးသွင်းရအောင် ်ချက်ရှိသေးတော်မနက်ပိုင်းဆိုင်နှစ်ကုန်ဒီ26ရက်ဖြစ်ကြမှာတော့တယ်ချက်ရှိနေရောလဲခါလာချောင်းကောင်းဆုံးရွေးထုတ်ပြီးတွာလာခြင်းလဲပို့လို့ကရှေးဥစွာတိုက်တွန်းလို့ဆိုပြစီဒီကနေ့ my precious morning အစီအစဉ်ကိုအဓိကချေပြုမဲ့ကျမ်းစာကတော့ကပောက်ချံခန်းကြီး3အပိုင်ငယ်7နှစ်အပိုင်ငယ်73ဖြစ်ပါတယ်လူကလဲကိုတော်ကျွန်တော်၌အပ်ပြီးတော်မူသောမိမသည် ထိုပင်အသည့်ကိုပေး၍ကျွန်တော်စားမိပါသည်ဟုလျှောက်လေ၏သာရရှင်ဖျားသခင်ကလည်းတင်သည် အဘယ်သို့ပြုတ်ပြီးသနီးဟုမိမအားမေးတော်မူလင်မိမကမွေသည်ကျွန်တော်မကိုလှည့်စား၍ကျမသည် စာမိပါပြီဟုပြောလေ၏ကျောင်းရနှုတ်တော်တရှင်စတော်ဖြစ်တိုင်းရောက်တယ်မှာဘုရားသခင်သည်အတိတ်တပံပြန်လဲကောင်းချီးပေးပါစေတော့အာမင်အပြည့်ရောက်လာတဲ့ခါမှာတယောက်နဲ့တယောက်မသိမမြတ်တော့ကမ္ဘာကောင်းတိကျမ်းရာအပြာသည်စားပြီးတဲ့နောက်ချက်ကြောင့်နေသူ မညင်းဖြစ်နေတဲ့လင်မယားနှစ်ယောက်ကိုအရှင်ထာဝရဘုရားရှင်မိပါတယ်။မင်းငါပြင်းညက်ထားတဲ့မဆားရဆိုတဲ့ကောင်းကောင်းတီချာပြီးအပြန်တီကိုစားပြီးပြီးမဟုတ်လားလို့မိတဲ့ခါ။ဖြားခင်မိတဲ့ຢာတွေကသူမသိလို့မိတာမဟုတ်ပါဘူး။သိပါတယ်ဝန်ခံစေချင်တာ။မှန်ပါတယ်ကိုရောကျွန်တော်တားမြစ်တဲ့စကားကိုနားမထောင်ဘဲနဲ့ကိုရောတားမြစ်တဲ့တီကိုစားမိပါပြီးတော့ရိုးသားသားဝန်ခံဖို့လိုပါတယ်။ ဒါပေမဲ့လူယောက်ျားကဘာပြောလဲကျွန်တော်နိုင်အပ်ပေးထားတဲ့မိမအဲ့ရဲ့ဘယ်ဟာဒီကိုကျွန်တော်ပြီးတဲ့ကြောင့်ကျွန်တော်စာမိပါပြောပါတယ် excuse စင်ကြည်ပြတာဖြစ်ပါတယ်အဲ့နဲ့အမျိုးသမီးအေးဘွားကိုလည်းဖျားကံမေးပါတယ်မင်းဘလို့ပြုတ်ပြီးပြီလဲဒါလည်းမသိလို့မဟုတ်ဘူးเนาะသူ့ဝန်ခံစေချင်တာဒါပေမဲ့လူမိမလည်းဘာပြောလဲမွေရာကျမကိုလှည့်စားတဲ့ကြောင့်ကျမအစားမိပါပြီ ောတိယနေ့ဘောပါတို့ဆိုရင်အာဒံနဲ့အေဝါချာအေဝါနဲ့မွေချာမှာဘာဖြစ်လာလဲဆိုရင်မတက်မတက်မမြတ်ဖြစ်တယ်ရံဖြစ်လာတာတပည့်ရှင်ရှုဖျားလောကလာရောက်ခြင်းဖြင့်အဲ့យ៉ាងပြင်းကြီးစီပြီးပြောပါတယ်ကြောကြံ့တစ်ချက်ဖတ်ပြခြင်းပါတယ်ကောတိသောအရစာဒုတိယဆောင်ခန်းကြီး၅ပိုက်ငယ်၁၈မှာဖျားသခင်သည်ယေရှုခရစ်အဖြစ်ငါတို့ဤယံကိုငြိမ့်စီ၍ဟာလေလုယာကိုတော်နဲ့ မိစ္ဆာယဖွဲ့စေတော်မူ၏လို့ပြောပါတယ်။ကျွန်တော်ရံကိုငင်းစီပြီလို့ပြောပါတယ်။အဲ့ဘိတာဖွဲ့တဲ့တရားကိုလည်းဟောရတော့အခွင့်အရာကိုငါတို့၌အပ်ပြီးတော်မူပြီလို့ပြောပါတယ်။ယောက်ဒီနေ့ချက်တော်ညီကုံမှာတော့အပြစ်ကြောင့်လူဟာမတည့်မမြတ်ဖြစ်ရတာ။ဖာကင်းတဲ့သားအမိနဲ့တမိညီကုံမှာချင်းချင်းနေ ဘာလို့မသိမမြတ်ဖြစ်နေရလဲအဖြစ်ကြောင့်ဖြစ်ပါတယ်အတင်းတော်မှာလည်းဘာကြောင့်ရံပွဲတွေဖြစ်နေရလဲအဖြစ်ကြောင့်ပဲဖြစ်ပါတယ်ဒါပေမဲ့ယဉ်ကျေးတရားအရှင်ရှုအဖြစ်ရထားတာဖြစ်တဲ့တကြောင်ဒီလိုခရစ်မတ်ချင်းကားသမ ्या မှာအရှင်အဖြစ်ယဉ်ကျေးပြီးယဉ်ကျေးချင်းတရားငါတို့ဟောပြီးဟောခိုင်းပြီးဝေငါခိုင်းတယ်ဆိုတော့တိပြီးတော့ယဉ်ကျေးချင်းတရားယဉ်ကျေးတဲ့အရှင်ရဲ့မြစ်တာနဲ့အပြစ်လိုခြင်းကို ီခရစ်စတ်ချင်းကလည်းမှကြားပြောကြတာဒါအင်မတန်မှအတိတ်ပဲရှိအနှစ်သာရရှိတဲ့ခရစ်စမတ်ဖြစ်သွားမယ်ဆိုတာကိုကျော်ဒီကနေပြောဆက်လက်ပြီးဖော်ပြလိုပါတယ်။ကျောင်းရဲ့နှုတ်ကတော်နဲ့ဝင်ငါချပြင်ရောက်တော်မှဖျားသခင်သည်အသက်တပန်ပြလဲကောင်းကြီးပြပါစေတော့ဆုတောင်းနိုင်ကြပါစို့။မြစ်တော်ရှင်ဖပါဗျာလူသားအပြစ်ထက်ကြဆင်းပြတဲ့နောက်လူတော်ကြလူမိမှပြီးတဲ့ကြောင့်အသီးစားမိတယ်လို့ဆင်ခြေပြပါတယ်။ လူမိမကလည်းမွေကလှည့်ပြားတဲ့ကြောင့်စားမိတယ်လို့ပြောပါတယ်။အဲ့ချင်းစားပြီးမသိမမြဖြစ်ဘူးကကဘာမြည်ကြီးပေါ်ဒီနေ့ထိပဲဖြစ်ပါတယ်။အိမ်တော်မိသားစုတွေမှာဖခင်နဲ့သားမိခင်နဲ့သမီးတွေညီကောင်မမတွေရုပ်စွာဆုံးကတော့တမာတရားပြောကြတဲ့အသိတော်မှာပြလေရန်နေဖြစ်နေကြပါတယ်။ရန်ချင်းချင်းရှင်ကိုတိကျွမ်းရသားနဲ့ရန်ချင်းချင်းတရားကိုလက်စွပ်လက်ကမ်းရရှိရသားနဲ့ ံမငင်းနေနေဖြစ်ဖြစ်တပဲဖြစ်ပါတယ်။ဒါမလဲသားရမြတ်သခင်ယေရှုဘုရားအပြင်ယံငင်းပြီးဖြစ်တဲ့အတိုင်းသားတို့အဲ့ပေါ်မှာယက်တည်ပြီးယံငင်းတရားဆက်လက်ပြီးဝေငှနိုင်ဖို့တာနာပြုတဲ့ခရစ်စမတ်ဖြစ်စေဖို့မဆာပြပြန်ကောင်းချီးပေးပါမိကြောင်းတပါတီတော်သားတော်ယေရှုဘုရားနာမတော်မြတ်ကိုမိပြုပြီးခြင်းစွာပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံ့ကြပါရဖဖရားသခင်အာမင်ပြီးခဲ့တဲ့သခင်ဘုရားနေရာစပြီးတော့ကျွန်တော်တို့ခရစ်စမတ်ကြောင်းစဉ်းစားခဲ့ပါတယ် အခု6ရက်တာကာလမှာဟုတ်လားဓမ္မတိကလည်း၃ချိန်ဓမ္မဟောင်းလည်း၃ချိန်စဉ်းစားခဲ့ပြီအထူးဖြင့်ကပ္ပဝချန်နေပေါ့မနက်ပိုင်းဆိုရင်ဓမ္မတိကစဉ်းစားတာခုနှစ်တာကာလရောက်ခဲ့မှာဖြစ်ပါတယ်တော်မနက်ပိုင်းကျလို့ရှိရင်အချိန်မအောင်တို့ပြီးတော့အားလုံးကိုပြန်ပြီးတော့နားထောင်ကြည့်အောင်ဓမ္မတိဆိုဓမ္မတိက၄ချိန်ဓမ္မဟောင်းဆိုဓမ္မဟောင်း၃ချိန်ပေါ့လေပြီးရင်အတ္တတာအတွက်ကောင်းကြီးမင်္ဂလာဖြစ်တဲ့ရအောင် public မှာ share လုပ်ပေးပါလို့ကျွန်တော်တောင်းဆိုလိုပါတယ်ရောက်တဲ့ပုံမှာဖျားခင်တိကြည်ပါရဲကောင်းကြီးမင်္ဂလာများနဲ့ တောင်းလောင်းပြီးလမ်းပြတော်မူပါစေသောအာမင်